ဥစ္စာဆောင်နေဘာကြောင့်ချောတာလဲလှတ်တာလဲသူတို့ကဘယ်ထဲမှပါတယ်လဲသူတို့ရှင်ပိဋ္တဘုံပေါ့တနည်းအားဖြင့်မြေဖက်ဘလူအထက်မှာသူကရှိပါတယ်နော်ပုံမသွင်းတဲ့ရဲ့လက်အောက်မှာပဲရှိပါတယ်သူတို့ကပုံမှန်အားဖြင့်ရုပ်ကအရန်ဆိုးပါတယ်အရန်ချမ်းပါတယ်သို့တော်သူတို့မှာဘာရှိတယ်လဲသူတို့ရှင်ကမ္မသတိရှိပါတယ်ကံကဘေးတကူပေါ့ အဲ့ဒီကမ္မသိတိကြောင့်သူတို့ကသူတို့ရဲ့သိုးသွမ်းတဲ့ရုပ်တွေကိုလှအောင်ပြင်တာဖြစ်ပါနော်လှအောင်ပြင်တာဖြစ်ပါလှအောင်ပြင်မိနေတာဖြစ်ပါအဲ့ဒါကြောင့်သူတို့ကလှနေတာပါသူတို့ဘာကြောင့်ဒီဥစ္စာတွေကိုစောင့်ရတယ်လဲဆိုလို့ရှိရင်အစွဲလန်းကြီးလွန်အကြီးလို့ပါအစွဲလန်းကြီးရင်ပိဿဖြစ်တတ်ပါတယ်ကိုယ့်ရဲ့တားဆွဲသမီးဆွဲမယားဆွဲလင်ဆွဲ တည်တဲ့ဥဒ္ဒါသွဲသူတို့ကိုမနာလိုသိအာကြီးသူတို့ရဲ့အလူကိုတာတို့မခေါ်နိုင်အောင်ဖြစ်နေတဲ့ပုဂ္ဂိုလ်တွေကအိတ်တာဖြစ်တတ်ပါတယ်နော်ဥဒ္ဒါဆောင်ကတော့သူတို့ရဲ့တည်တဲ့ဥဒ္ဒါကိုဆဲလန်ဆဲလန်လုံးအာကြီးတို့အိုင်နာမှာစောင့်နေတာဘုရားဘာသာဝင်တွေကပဋ္ဌာန်းကျလို့ရှိရင်အရှိန်ဝါကြီးတဲ့ကံမြင့်တဲ့သူမျိုးညီကြပါတယ် ပဒံကဘာကြောင့်များတကူကြီးနေပါတလဲပို့အဲ့ဒါဒီကိုဦးသိင်းမျှရပေးခြင်းပါလေပဒံတကူကြီးရခြင်းအကြောင်းကအချက်၃ချက်ရှိပါလေအဲ့ဒါကနံပါတ်၁ချက်ကတိမ်မွေးနဲ့နည်းပြီးတဲ့မြင့်မြတ်ပါနော်နံပါတ်၂ကကြတော့တကူကြီးတဲ့နတ်မြတ်မာတွေကနှစ်တက်တဲ့တရားဖြစ်ပါလေနံပါတ်၃ကကြတော့တဒနာရဲ့ရှင်ခန္ဓာဖြစ်ပါလေ တိမ်မွေးနဲ့ပထမကျန်းကဘလောက်စီတိမ်မွေးနဲ့နဲ့တဲ့ဆိုလို့ရှိရင်တင်ဖူးတဲ့ပုံကိုပဲတည်ပါလိမ့်မယ်ပင်လယ်သမုဒ္ဒရာကိုတွားကန္နာကိုတွားအဲ့ဒီကန္နာကရေကိုခတ်နော်ရေကိုခတ်မယ်အဲ့ဒီရေကဂင်္ဂာမြစ်ရေယမုန်နာမြစ်ရေအသီရဝတီမြစ်ရေအယဝတီမြစ်ရေတက်တောင်းမြစ်ရေတန်လင်မြစ်ရေဆိုပြီးတော့လေခွဲလို့ရအောင်ရလိမ့်မယ် ော်အဲ့ဒါကလွယ်သေးတယ်ပထမကျောင်းအဲ့ဒီတက်ခတ်ပါအဲ့ဒီပထမကျောင်းမှာလည်း၃မျိုးရှိတယ်အလွန်ကျေပြန့်တော့ပထမရယ်အလွန်ကျင်းတော့ပထမရယ်နော်အလွန်ကျေပြန့်တော့ပထမဆိုတာကရောအတိဝိထာရပထမကျမ်းပေါ့အလွန်ကျင်းတော့ပထမကကြတော့အတိတင်ခေပါပေါ့မကျင်းမကျဲဆိုတဲ့နာတိဝိထာရနာတိတင်ခေပါကျမ်းဆိုတာရှိပါသေးတယ်ပထမက အဲဒီကမှာမသက်ပြတာဝတန်နဲ့ပြေမှာပေါ့သူ့ရဲ့မေတော်မြတ်သားကိုအကြောင်းပြပြီးတော့ခေါ်တဲ့ပထမ်းကအတိဥစ္စာတာအလွန်ကျက်ပြန့်တော့ပထမ်းဖြစ်ပါအဲဒီမှာတာဝတန်နဲ့ပြနေကလူပြေခဏလာအရှင်တာကြီးဘုဒ္ဓမရီမြတ်ကိုနီလန်ပြီးအဲ့ဒီနီလန်ကအဘိဓမ္မာနီလန်အလွန်ကျင်တော်အတိတင်ခေပနီကိုခေါ်ပါအဲ့ဒီမှာအရှင်တာကြီးဘုဒ္ဓမရီမြတ်ကဆက်ပြီးတော့သူ့ရဲ့တပည့်900ကိုပို့ချတဲ့ပထမ်းကိုကြတော့ နာတိဝိထာရနာတိတင်ခေပမကျင်းမကျဲခေါ်ပါတယ်အခုဦးသိန်းတို့တင်ယူရွတ်ဖတ်နေတဲ့ပလန်ချက်ကအဲ့ဒါကိုပဲဖြစ်ပါတယ်နော်ဦးသိန်းတို့တာသနာရဲ့ရှီရန်ခန္ဓာလို့ဘာကြောင့်ပြောတယ်လဲဆိုလို့ရှိရင်တာသနာမှာတုံးရရှိတယ်ပေါ့ပရိယတိရဲ့ပฏิပတိရဲ့ပရိဝေဒာတာသနာတုံးမျိုးရှိတယ်ပေါ့အဲ့ဒီမှာဘယ်ကစကွယ်မလဲဆိုလို့ရှိရင် ပရိယတိကအသောက်ကမှာပါအဲ့ဒီပရိယတိမှာလဲအဘိဓမ္မာခုနှစ်ချမ်းကအရင်ကွယ်မှာအဘိဓမ္မာခုနှစ်ချမ်းမှာလဲပဋ္ဌာန်းကအရင်ကွယ်မှာပေါ့အဲ့ဒါကြောင့်ပဋ္ဌာန်းကိုသာသနာရဲ့ရှေ့တန်းခံတတ်တယ်ပြောတာဖြစ်ပါတယ်ဥဒိနတက်တဲ့အခါမှာပေါ့နိုင်ငံတိုင်းကကျူးကျော်ပြီးသူတို့ရှိရင်ရှေ့တုန်းကလေအဲ့ဒီကိုယ့်ရဲ့မြို့နိုင်ငံရဲ့ရှေ့တန်းခံတတ်ကိုဖောက်ပြီးသူတို့ရှိရင်သူများတက်တဲ့ကကိုယ့်နိုင်ငံရဲ့ရောက်သွားကော နော်အဲ့ဒီမှာဘလောက်ဒီပဲခံနိုင်ရရှိရှိတက်ကအများဖြစ်နေမှာပဲတဖြစ်ရင်ခင်းရမယ်မွေးတည်မယ်ပို့နော်အဲ့ဒါကြောင့်နိုင်ငံတိုင်းငံမှာရှေ့တန်းခံတက်နေရှားခံတက်ကအရေးကြီးဆုံးဖြစ်တယ်လို့ပို့နော်နေတက်ခံတက်ကအရေးအကြီးဆုံးဖြစ်တယ်လို့ပို့ဥဒုံတဒနာမှာလည်းပထမ်းကအရေးဆုံးဖြစ်ပါတယ်ပထမ်းကွယ်ရင်နောက်ဟာတွေကွယ်ဖို့လွယ်ပါပါဘီနော်ညံကောင်းကျင်လို့ရှိရင် ကိုကျက်တဲ့သားတွေကိုမှတ်မိချင်လို့ရှိရင်ဒီ၅ပါးကိုရှော့ပါအဲ့ဒီ၅ပါးကဘာလဲဆိုလို့ရှိရင်ကာမစ်စန္ဒာဆိုတဲ့နော်ကာမဂုံတွေနဲ့ပျော့ပါတာကိုရှော့ပါကာမဂုံဆိုလို့ရှိရင်လင်ခံများကတခုလည်းပြတာမဟုတ်ပါဘူးနော်ကျန်တဲ့ဟိုအဝိသားလှခြင်းပါခြင်းလားတွေပျော့ပါခြင်းတော့ဒါတည်းကာမဂုံတွေပဲအဲ့ဒါရှော့ပါပြီးရင်ပြပါတာပေါ့နော်တိတ်ဆိုးမှုတိတ်ဆိုးမှုတိတ်ကောက်မှုဒေါသထမှုမကျေနပ်မှုဒါတွေကိုရှော့ပါ ီးရင်ထိနာမိတ်ကြနော်ခိုင်မှန်းနိုင်ရွှတ်ပါပြီးရင်အုတ်ကျတာကုတ်ကုတ်စသိပြန်လင်းမှုတွေကိုယ့်ရဲ့အမားလေးကိုပြန်ပြီးပူပန်တာတွေနောင်တရတာတွေကိုရှော့ပါနော်ပြီးရင်ဝိသိကိစ္စရှုံမတန်တရားရှိတာတွေကိုရှော့ပါပြီးရင်အဝိဇ္ဇာမသိမှုတွေကိုရှော့ပါအဲ့ဒါတွေကိုနိဗ္ဗာန်တရား၆ပါးလို့ခေါ်ပါတယ် အဲ့ဒါတွေရှုပ်ပြီးဆိုရှင်ကိုကျက်လက်တာတွေပို့ပြီးတော့ဖမ်းမိလိုက်မယ်မေ့ဖို့ခတ်လိုက်မယ်ပေါ့လူနဲ့နဲ့ဘယ်သူပုံမြက်လဲပေါ့ပုတင်တို့လူတွေကနတ်တွေကိုကိုးကွယ်တယ်ပေါ့အဲ့ဒါကဖះခက်ကလေးကဖះမရှိခင်ကလေးကပေါ့နော်နတ်တွေကိုကိုးကွယ်ကိုးကွယ်ကြတယ်ပူတော်ကြတယ် ကျွန်တော်ပိရိကသာဘေးမှာလူနဲ့နဲ့ဘယ်လိုမျက်လဲဆိုလို့ရှင်တခါတော့ကတရားမင်းကအရက်လေးမိနာကိုကြည့်ပြီးတော့ရှစ်ခိုးတယ်ပေါ့။ဘာလို့ရှစ်ခိုးတယ်လဲဆိုလို့ရှင်သူနာမှာရှိတဲ့မာတရိနတာကမေးတယ်။အရှင်မင်းကြီးရဲ့အရှင်မင်းကြီးကဒီသတုမဟာဝိနတ်ရဲ့ပါဝရဏနှစ်ပုံနှစ်ပုံကိုအုပ်ဆိုးတဲ့ဘယင်ပေါ့။ဘာကြောင့်အရက်လေးမိနာကို ရှစ်ခိုးတာလဲတဲ့။မဟုတ်ဘူးတဲ့။လူပြည့်ကိုရှစ်ခိုးတာလား။ ဘယ်လိုဒီမျိုးကိုရှိခိုးတယ်လဲဆိုလို့ရှိရင်ပုံညကတာကုသိုလ်ကောင်းမှုကိုလုပ်တဲ့အိမ်မှာနေတော့အိမ်နဲ့နေပြီးတော့ကုသိုလ်ကောင်းမှုတွေကိုအများအားသိပူးတယ်ပုံညကပိယကုသိုလ်တွေမျိုးကို လုပ်တယ်တိလဟွန်တော့တိလရှိတယ်နေတော့ငါးပါးတရားတုံနေပေါ့ပြီးရင်ဓမ္မေနတရားတစ်ဖြင့်ဒါရန်ဒါရမတိနည်းများကိုတဲ့လေကျွေးတဲ့ပုဂ္ဂိုလ်ကတော့တရားတစ်ဖြင့်ကိုယ့်ရဲ့ဇနီးများကိုလိုကျွေးတယ်တာသမီးကိုလိုကျွေးတယ် ဒီလာဆောင်ထိန်းနေကုသိုလ်ကောင်းမှုလုပ်ရသလိုရှိရင်ငါကတော့ရဲ့တာကိုကြည့်မဲ့သလိုရှိရင်ဥဒင်းလူကပုံမြက်တယ်လူတိုင်းမဟုတ်ဘူးနော်ဥဒင်းခုနပြောခဲ့တဲ့ကုသိုလ်ကောင်းမှုလှုပ်ရှင်တစ်ချက်ရဲ့ဒီလာဒီလာရှိတာတစ်ချက်ရဲ့တာတိမင်းတင်းများကိုတရားတစ်ဖြင့်လှုပ်ရတာတစ်ချက်ရဲ့အဲ့ဒီတောက်ချက်ရှိမှတရားမင်းကရှခိုးတာအဲ့ဒီတောက်ချက်ရှိတဲ့ပုဂ္ဂိုလ်ကမြက်ပါတယ်နှက်ကိုလေကိုကိုယ်တည်းမလိုပါဘူးနော် အဲ့ဒါကြောင့်အဲ့ဒီချက်တုံးချက်ရှိတဲ့လူကနှစ်သက်ပုံမြက်ပါ အလုံးကိုကျေးဇူးများဤတင်ပါ